မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးမြန်မာစစ်ကောင်မရှင်ရဲ့အထူးရောင်ရေကောက်ပွဲကို မလေးရှားအရက်ဘက်အဖွဲ့တွေရှုတ်ချတဲ့သတင်းကိုတင်ဆက်ပါမယ်မြန်မာနယ်ပတ်သက်တဲ့မလေးရှားရဲ့မူဝါဒယက်တီချက်ကိုထိမ့်သိမ်းဖို့နဲ့စစ်ကောင်မရှင်ရဲ့မှားယွင်းစွာဖော်ပြတဲ့ယက်တီချက်ကိုခွင့်မပြုဖို့မလေးရှားမူဝါဒရေရာကျွမ်းကျင်သူတွေပါတဲ့အဖွဲ့တစ်ဖွဲ့ကမလေးရှားအစိုးရကိုတိုက်တွန်းလိုက်ပါတယ် ဒီတရင်ဘက်အစောပိုင်းနေပြည်တော်ခီးစဉ်တွင်မြန်မာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုထောက်ခံကြောင်းမလေးရှားနိုင်ငံသားဝကြီးမိုဟာမက်ဟက်ဆန်ကိုကိုကပင် The Global New Life of Myanmar မှာဖော်ပြတဲ့ပေါ်ဆိုရိပ်မိကြောင်းမြန်မာနိုင်ငံဆိုင်ရာ မလေးရှားအကြံပေးအဖွဲ့ကပြောပါတယ်မြန်မာစစ်ကောင်မရှင်ထိန်းချုပ်တရင်စာဖော်ပြချက်ကိုဆိုရိပ်ပြီးတန်တရားရှိပါတယ်မြန်မာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲဟာ လက်လက်မှုတရားမျှတမှုနဲ့အားလုံးပါဝင်မှုမရှိဘဲအတူရောင်ရေကောက်ပွဲသာဖြစ်ပါတယ်လို့အဆိုပါအဖွဲ့တွေကပူရဲထုတ်ပြန်ချက်မှာဖော်ပြပါရယ် မလေးရှားအစိုးရအနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ရက်နဲ့အညီလူသားချင်းစာနာမှုအကူအညီပေးရခွင့်နဲ့အကြမ်းဖက်မှုတွေရဆိုင်ရေးဦးစားပေးဖို့မြန်မာစစ်ကော်မရှင်နဲ့တီထွေဆက်ဆံမှုဆက်လုပ်တဲ့နယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်မလေးရှားနိုင်ငံကစစ်ကော်မရှင်နဲ့တာမကအမျိုးသားညီညွတ်ရေးဆိုရ NUG တိုင်းသာတော်လှန်ရေးအဖွဲ့အစည်းများအရက်ပဲအဖွဲ့တွေနဲ့လည်းပွင့်လင်းစွာတီထွေဆက်ဆံဖို့ထုတ်ပြန်ချက်ကတောင်းဆိုခဲ့ပါတယ် မလေးရှားနိုင်ငံရဲ့ရည်တည်ချက်ကိုစောင့်ထိန်ဖို့နဲ့မြန်မာစစ်ကောင်စီကအာဆီယံအဖွဲ့ရဲ့ရည်တည်ချက်ကိုမှားယွင်းစွာဖော်ပြမှု ဖြစ်မလာဖို့မလေးရှားအစိုးရနဲ့နိုင်ငံသားဝင်ကြီးကို တိုက်တွန်းကြောင်းထုတ်ပြန်ချက်ကဆိုပါတယ်။မကြသေးမီကမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေကိုထုတ်ပြန်ချက်ကရှုတ်ချခဲ့ပြီးစစ်ကောင်စီဟာအာဆီယံအဖွဲ့ရဲ့ငြိမ်းချမ်းရေးကတိကဝတ်ကို လိုက်နာဖို့သောရည်ရွယ်ချက်မရှိဘဲအထောက်အထားကိုဖော်ပြကြောင်းသိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မဲစီရင်မှားယွင်းမှုများကိုလူမှုကွန်ရက်တွင်အကျယ်တဝင်တင်ပြခြင်းမပြုဘဲသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နှင့်ညှိနှိုင်းဖြေရှင်းကြရန်ချမ်းဖို့ပါတီအတွင်ညွှန်ကြားရွေးကောက်ပွဲပုံရိပ်နှင့်စစ်တပ်ကုန်သိက္ခာတိကိုင်ဟုဆိုတဲ့သတင်းကိုတင်ဆက်ပါမယ်။စစ်တပ်ကကျင်းပရဲ့ပြည်စင်နေသည့်ရွေးကောက်ပွဲအတွက်မင်းဆွေမှားယွင်းမှုများကိုလူမှုကွန်ရက်ဆိုရှယ်မီဒီယာတွင်အကျဉ်းတဝန်တင်ပြခြင်းမပြုဘဲ ။တက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နဲ့ညှိနှိုင်းဖြေရှင်းကြရင်ကျန်းဖို့ပါတီတွင်ညွှန်ကြားလာကြောင်းချန်ခိုင်ရီပါတီတရင်ရင်းမြစ်ကပြောဆိုပါရယ်။စက်တမ30ရက်နေ့မှာစတင်၍ဂျမ်းဖက်စက်တက်လောက်ခဲရွေးကောက်ပွဲကော်မရှင်ကမင်းစင်းများထုတ်ပြန်ခဲ့ပြီးရင်းမင်းစင်းများတွင်တနိုင်ငံလုံးအတိုင်းအတာဖြင့်အမားရွေးမြောင်များစွာပါဝင်လာခြင်းဖြစ်ပါသည် ထို့သောမဲစင်မြောင်မွေးနေမှုကိုနေပြည်တော်နေမြေတွင်ရွှေကောက်ပွဲဝင်မြေဘူးလက်လောက်ဆွေကလူမှုကွန်ရက်မှာတစဉ်အကြီးကျယ်ဝေဖန်မှုများလှုံ့ဆော်လာပြီးနောက်ချမ်းပေါ်ပါတီတွင်ရှင်းသောမဲစင်မြောင်မွေးမှုများကိုလူမှုကွန်ရက်တွင်တင်ခြင်းပြောဆိုခြင်းဝေဖန်ခြင်းမပြုလုပ်ရန်ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါသည် မဲစရင်ကအမောင်းရင်ရှိတဲ့ဆိုရင်သက်ဆိုင်ရာမြို့နယ်ရွှေကောက်ပွဲကော်မရှင်နဲ့နေ့တိုင်းပြောဆိုလုပ်ကိုင်းပါလူမှုကွန်ရက်မှာတင်တာတွေပြောဆိုတာတွေဝေဖန်တာတွေကရွှေကောက်ပွဲရဲ့ပုံရိပ်ကိုကျဆင်းစေတဲ့ရွှေကောက်ပွဲကိုကျင်းပပေးမဲ့တက်မတော်ရဲ့ဂုံတိတ်ခါကိုထိခိုက်စေတယ်ပေါ့အဲဒါကြောင့်မဲစရင်မှားရင်ကော်မရှင်နဲ့မှန်အောင်လို့မှန်အောင်စ조사 Facebook မတင်နဲ့ TikTok မတင်နဲ့ Telegram မတင်နဲ့ဆိုပြီးနှုတ်နဲ့ညွှန်ကြားလာတယ်ဟုစံခံရေးပါတီသတင်းရှင်းမြစ်ကရှင်းပြပါတယ် ထို့ပြင်တရားရဂိုင်းတို့ပြည်စုံမှန်ကန်သောမင်းစင်းမျိုးကဘာတွင်မရှိကြောင်းထို့ကြောင့်မင်းစင်းမှားယွင်းမှုမှာဖြစ်တတ်သည့်သဘောဖြစ်ပြီးပူပေါင်းဆောင်ရွက်ညှိနှိုင်းမှုဖြင့်သာမင်းစင်းအမှန်ကိုဆောင်ရွက်နိုင်မည်ဟုစံဖို့ပါတီတွင်ရှင်းလင်းပြောဆိုလာကြောင်းသိရပါသည်အကြံဖက်စစ်တပ်ကခန့်ထားသောလူဝင်မှုကြီးကြပ်ရေးဝန်ကြီးမြင့်သူမြင့်ကျိုင်ဆိုသူကလည်းရွေးကောက်ပွဲအတွက်မင်းစင်းများအချက်လက်ကွဲလွှဲမှုမပြည့်စုံမှုနှင့်လိုအပ်ချက်များရှိနေကြောင်း ပြည်သူများအနေဖြင့်မိမိအမည်မဲဆင်းတွင်ပါမပါအချက်နှင့် ပြည်စုံမှန်ကန်မှုရှိမရှိမဲဆင်းထုတ်ပြန်ကြေညာထားသည့်နေရာများသို့လမ်းရောက်ကြည့်ရှုနိုင်ရင်းနှင့်ပြင်ဆင်ပြည့်စွက်ရန်လိုအပ်ချက်များရှိပါကခရီးကန်ရှင်အနေဖြင့်ရွေးကောက်ပွဲဤဥပဒေပါပြဋ္ဌာန်းချက်များနှင့်ညီသတ်မှတ်ပုံစံများဖြင့်ပြည့်စွက်ဆောင်ရွက်နိုင်ရင်းအတိပေးကြရန်လိုအပ်ကြောင်းတင်ထုတ်ပြန်ပြောဆိုထားပါသည်အကြံဖက်မင်းအောင်လိုက်က2020ရွေးကောက်ပွဲတွင်မဲဆင်းများမှားယွင်းသည်ကိုအကြောင်းပြ၍ အာနာသိမ့်ခဲ့ပြီးတမရဦးဝင်းမြေနိုင်ငံတော်၏အတိုင်းအမြန်ကံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်တို့ကိုမတရားဖန်စီထောင်သွင်းအကျဉ်းချခဲ့ခြင်းဖြစ်ပါသည်။နောက်ထပ်ကျင်းဆက်ပေးမယ့်တရင်ကတော့နိုင်ငံတော်ဝန်တိုက်ပွဲများတည်ဆုံသွားသောအရာရှိနှင့်စစ်သားများ၏ကြံရစ်သူမိသားစုများကိုရန်ကုန်၄တောင်ကန်စစ်မှုရန်ဟောင်းအင်အားတက်တွင်အိမ်ကမ်းမဲပေါက်ပေးမိဖြစ်ပြီးမုတ်ဆိုးမှအများစုတိုက်ခိုက်ရကြမည်ဆိုတဲ့တရင်ကိုတင်ဆက်ပါမယ်။ မြန်မာနိုင်ငံတော်ဝန်တိုက်ပွဲများအတွင်သိဆုံးသွားသောအရာရှိနှင့်စစ်သည်များ၏ကျေးရည်သူမိသားစုများကိုရန်ကုန်မြို့တကုံမြို့တောင်ပိုင်းမြို့နယ်လေးတောင်ကန်စစ်မှုရန်ဟောင်းအင်အားတစ်တွင်မဲဖောက်အခန်းပေးမည်ဖြစ်ပြီးမုတ်ဆိုးမှအများစုတိုက်ခိုက်ရကြမည်ဖြစ်ကြောင်းစစ်ဘက်တရင်ရှင်းမြစ်ကပြောဆိုပါသည် အကျန်းဖဲစစ်တပ်ကစစ်မှုရန်ဟောင်းအင်ယာမျိုးသစ်ဖြင့်တကုံမျိုးသစ်တောင်ပိုင်း၄000ကံတွင်အိမ်ကန်းပေါင်း၄000ကပ်ပါဝင်သောမျိုးသစ်စီမံကိန်းကိုတိစောင်းလျက်ရှိရာတွင်အစိုးရအင်ယာသစ်တွင်တိုက်ပွဲတွင်ကြာဆုံးသောအရာရှိနှင့်စစ်သည်များကိုအခမ်းအနားပေးရမည်ဖြစ်ကြောင်းသိရှိရပါသည်။ တမရောအတွက်တာဝန်ထမ်းဆောင်ရင်ကြဆုံးသွားတဲ့အရာရှိတွေကတော့မဲနိုင်စရာမလိုပဲအခမ်းရဖို့ရှိမယ်လို့သိရတဲ့စစ်တီတွေကတော့ရှောက်လွာတင်ထားတာတွေကိုမဲနိုင်ပေးမယ်မဲပေါက်ရင်အခမ်းရမယ်မဲမပေါက်သေးတဲ့မိသားစုတွေကတော့ထပ်ဆောင်ရမယ်ကြံရစ်သူဇနီးတွေတွေအများစုကိုအခမ်းပေးမယ်လို့သိရတယ်ဟုစစ်ဘက်တရင်ရှင်မြက်ကရှင်းပြပါတယ် အဆိုပါစစ်မှုရန်ဟာအင်ယာတစ်တွင်အဆောက်အုံနှင့်အခန်းများထပ်မံတိုးချဲ့မည်ဖြစ်ပြီးလျှက်စစ်ထားပေးရန်နေအောင်ကြီးစွန့်ရင်သုံးဆိုလာပလန်တို့ကိုပါတိဆောက်သွားမည်ဖြစ်ကြောင်းစစ်မှုရန်ဟောင်းအင်ယာ၄000ကန်နေပင်ရင်အောင်လန်နေအမခွနစ်လန်တောင်တွင် shopping complex တို့ကိုပါထည့်သွင်းတိဆောက်လျက်ရှိကြောင်းသိရပါသည် ထို့သောတိတ်ဆုံးသူစစ်သားနှင့်အရာရှိများ၏ဇနီးနှင့်ကျန်ရစ်သူမိသားစုများကိုအခမ်းအများပေးရရာတွင်လှဆင်ခေါ်ယူလျက်ရှိသည့်စစ်မှုထမ်းတပ်သားအစ်များပါဆာများတိတ်ဆုံး၍ကျန်ရစ်ခဲ့သောမိသားစုများကိုမူအခမ်းပေးမည်မဟုတ်ကြောင်းစစ်သားအဖြစ်လုတ်တဲ့အနေဆုံးစင်နှင့်ထက်ရှိသောတိတ်ဆုံးစစ်သားများ၏ကျန်ရစ်သူမိသားစုများကိုသာရင်းအိမ်ရာတွင်နေစရာခံရရှိနိုင်ရန်မဲဖောက်ပေးမည်ဖြစ်ကြောင်းသိရှိရပါသည်စစ်တပ်ကဒုက္ကုံမြို့သစ်စိတ်ကမ်းမြို့နှင့်မြမသားကောင်စစ်မှုထမ်းအိမ်ရာကိုတိစောက်ခဲ့ပြီးစစ် တ်မှဒိတ်ဆုံစစ်သည်များ၏မိမများကိုမဲ၌နေရာချထားပေးခဲ့ကြောင်းအဆိုပါအင်အားကိုမုတ်ဆိုးမများအင်အားဟုတက္ကစီတမားများနှင့်ဆိုင်ကယ်ကယ်ရီတမားများကြားတတ်မှတ်ခေါ်ဝေါ်မှုများရှိကြောင်းသိရှိရပါသည်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဖားကန်တိုက်ပွဲလေးလကြာပြင်းထန်နေလို့စစ်ဆောင်ပြည်သူတွေအကူအညီလိုနေဟု KAI ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကချင်ပြည်နယ်ဖားကံမြို့နယ်တွင်တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ရဲ့နေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေဘေးကင်းလုံခြုံရာတိမ်းရှောင်နေရပြီးအကူအညီတွေလိုအပ်နေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနကအောက်တိုဘာ17ရက်ညပိုင်းမှာသတင်းဖော်ပြပါရတယ်။ ။ KYI တပ်မဟာကိုအမတ်6တရင်နေမြေတွင်စစ်ကောင်စီဘက်ကအင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်လာလို့အော်တိုဘာလတွင်တိုက်ပွဲတွေပိုပြင်းထန်လာကြောင်းအသိပေးခဲ့ပြီးစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအခြေအနေတွေကိုလည်းဖော်ပြခဲ့တာပါ။ပါကံမျိုးနယ်ကိုစစ်ကောင်စီတပ်ကအော်တိုဘာ9ရက်အော်တိုဘာ10ရက်တွေမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုအကြိမ်ပေါင်းများစွာပြုလုပ်ခဲ့တယ်လို့ဖာကန်တပ်မကုန်းကလည်းစစ်ကောင်စီကလက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ် စစ်ကောင်စီအားဇွန်လကနေစင်ရတိုးချဲတာရန်တမ်းပစ်ခတ်တာလေရင်ဘုံကျဲတာကြောင့် KIA ပူပေါင်းတပ်နဲ့တိုက်ပွဲလေးလကြာပြင်းထန်ခဲ့ကြောင်းဒေသခံပြည်သူတွေလုံခြုံရာထွက်ပြေးတိမ်းရှောင်နေရပြီးစာဝတ်နေရေးကူညီများလိုအပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနကဖော်ပြပါတယ်ဒါပြင် KIA သိမ့်ပိုက်ထားတဲ့ကချင်ပြည်နယ်ဆော့လုံမြို့နယ်လန်စဲဒေသကိုလည်း အခုရက်ပိုင်းမှာတိုက်ပွဲမရှိဘဲစစ်တပ်ကလေကြောင်းပုံကျဲခဲ့တယ်လို့သိရပါတယ်။လက်စဲဒေတာကိုစစ်ကောင်စီတပ်ကအောက်တိုဘာ10ရက်မွန်းလွဲပိုင်းမှာလေကြောင်းတိုက်ခိုက်ခဲ့လို့ရတားတူတေဆုံးပြီးသုံးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။စက်တင်ဘာလအတွင်းကလည်းလက်စဲဒေတာကိုစစ်တပ်ကလေကြောင်းပုံကျဲခဲ့လို့ကလေးငယ်ပါဝင်ပြည်သူတေဆုံးထိခိုက်မှုရှိခဲ့ပါတယ်။ KIA နဲ့စစ်ကောင်စီတပ်ဗမော်နဲ့ဝိုင်းမော်မှလည်းတိုက်ပွဲတွေဆက်ရှိနေပြီးဗမော်ကစစ်ကောင်စီတပ်ဆွဲရနေရာချို့ဗမော်ကစစ်ကောင်စီတပ်ဆွဲရချို့ ို KIA ပူပေါင်းတပ်ကအခုအောက်တိုဘာလတွင်မှတိုက်ခိုက်သိမ်းယူထားနိုင်ကြောင်းသိရပါသည်။